ကဘာပြည့်မဲ့နေ့ကိုပါအတိအကျဟောခိုင်းထုတ်ခဲ့တဲ့ဘာဘာဗန်ကာဘာဘာဗန်ကာလိုလူသိများတဲ့ဒီမျိုးသမီးဟာမျက်မမြင်တဦးဖြစ်ပေမဲ့သူ့ရဲ့ရှေ့ပြေးဟောခိုင်းတွေကယခုနှစ်2025ခုနှစ်အထိမှန်ကန်နေတာကြောင့်နာမည်ကြီးနေသူတယောက်ဖြစ်ပါတယ်။သူမရဲ့2025ဟောခိုင်းတွေကမှန်ကန်နေတဲ့အပြင်2026ခုနှစ်အတွက်ဟောခိုင်းတွေကလည်းရင်ထိတ်စရာပါပဲ။ 2025ခုနှစ်မတိုင်ခင်ရခင်နှစ်တွေမှာမှန်ကန်ပြီးတကယ်ဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့2026ဟောကိန်းတွေကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်။သူမဟောကိန်းထုတ်ခဲ့ပြီးတကယ်ဖြစ်ပျက်ခဲ့တဲ့အကြီးမားဆုံးအကြောင်းအရာတွေကတော့နံပါတ်1980ခုနှစ် crash လို့ခေါ်တဲ့ Russia nuclear ရေငုပ်သင်္ဘောနင်းမြုပ်မှုနံပါတ်2984ခုနှစ် India ဝန်ကြီးချုပ် Indira Gandhi လုံခြုံသက်ပြတ်ခံရမှုနံပါတ်3 1989ခုနှစ်9/11အဖြစ်အပျက် ံပါတ်၄1996ခုနှစ်သူမကိုရန်တိမဲနေ့နံပါတ်5 2004ခုနှစ်ဆူနာမီနံပါတ်6 2008ခုနှစ်2010နှစ်အမေရိကန်သမ္မတဘာရက်စ်အိုဘားမာနံပါတ်9 2025အဖြစ်အပျက်တွေပဲဖြစ်ပါတယ်ဒီအကြောင်းအရာအဖြစ်အပျက်တွေကိုမပြောခင်ခက်ခဲကြမ်းတမ်းခဲ့တဲ့ဘာဘာဘန်ကရဲ့ငယ်ဘဝပြတ်တမ်းပုံအကြောင်းအရာတွေကိုအရင်ဆုံးပြောပြပေးပါမယ် ဘာဘာဗန်ဂါကဘူဂေးရီးယားနိုင်ငံသားတယောက်ဖြစ်ပါတယ်။ချွတ်ရင်းချက်အနေနဲ့သူမကိုလက်မရှိပဲမိုးပွားခဲ့တာပဲဖြစ်ပါတယ်။ဘာဘာဗန်ဂါအသက်၃နှစ်အရွယ်မှာတော့သူ့အမေဆုံးသွားခဲ့ပါတယ်။သူ့အဖေကတော့စစ်တပ်ရဲ့တာဝန်တွေကိုထမ်းဆောင်ချိန်မို့လို့ဘာဘာဗန်ဂါကအိန္ဒိနာချင်းနေနဲ့ပဲနေခဲ့ရပါတယ်။နောက်တော့သူ့အဖေကနောက်ထပ်အိမ်အောင်ပြုခဲ့ပါတယ်။မကြခင်မှာပဲဘာဘာဗန်ဂါရဲ့အဖေကဖန်ခံခဲ့ရပါတယ်။ဘာဘာဗန်ဂါလည်းနောက်ဆုံးမှာတော့မိရင်းနဲ့အတူနေခဲ့ရပြန်ပါတယ်။ 1923ခုနှစ်မှာတော့ဗဘာဘန်ဂါကသူ့အဖေနဲ့အတူတခြားမျိုးကိုပြောင်းနေခဲ့ကြပါတယ်။ဗဘာဘန်ဂါ73နှစ်အရွယ်မှာတော့လေခွင်းထဲမှာကစားနေရင်လေပွေတစ်ခုနဲ့သူ့ကြုံတွေ့ခဲ့ရပါတယ်။လေပွေကအပြစ်နာမှုလို့ဗဘာဘန်ဂါလည်းအဲ့ဒီလေပွေနဲ့အတူပါသွားပြီးတော့တခြားလေခွင်းမှာပြုတ်ကျကြံခဲ့ပါတယ်။သူ့အဖေကလည်းဗဘာဘန်ဂါပြောင်းနေတာမှုလို့မတွေ့တွေ့အောင်ရဲအတော်ကြားရှာခဲ့ရပါတယ်။ဗဘာဘန်ဂါကိုရှာတွေ့တဲ့အချိန်မှာတော့ကြောက်တုံးတွေဖုံတွေတိတ်ကိုင်းတွေကြားထဲမှာပြန်တွေ့ခဲ့တာပဲဖြစ်ပါတယ်။ ။ဘာဘာဗန်ဂါကအသက်ရှင်နေသေးပေမဲ့သူမရဲ့မျက်လုံးတွေကတဲရီပြည့်နေခဲ့ပြီးနာကျင်မှုကြောင့်မျက်စိတောင်ဖွင့်လို့မရခဲ့ပါဘူး။ ်ဒီလိုနဲ့သူ့ရဲ့မျက်စိတွေကိုခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။သုံးညတိုင်တိုင်းခွဲစိတ်ခဲ့ပေမဲ့ပြန်မကောင်းလာခဲ့ပါဘူး။နောက်တော့သူ့ရဲ့အဖေကငွေချင်းမတက်နိုင်တာကြောင့်ခွဲစိတ်မှုကိုဆက်မလုပ်ဘဲဒီတိုင်းထားခဲ့ပါတယ်။အချိန်ကြာလာတော့ဘဘာပန်ကရဲ့မျက်လုံးတွေဟာလုံးဝကိုပျက်စီးသွားပြီးမမြင်ရတော့ပါဘူး1925ခုနှစ်ကိုရောက်တော့အမြင်အာရုံတွေဆုံးရှုံးခဲ့တာမို့လို့မျက်မမြင်ကြောင်းကိုပို့ခဲ့ကြပါဗဘာပန်ကဟာမျက်မမြင်ကြောင်းမှာ၃နှစ်ကြာနေထိုင်ခဲ့ရပါတယ် မျက်မမြင်ကြောင်းမှလည်းသူ့ကိုစာပတ်တဲ့ပညာတွေချက်ပြုတ်တာချီတိုးတဲ့ပညာတွေကိုလည်းသင်ပေးခဲ့ပါဗျ။နောက်ပိုင်းမှာတော့သူ့ရဲ့မိတွေကစုံမသွားပြန်ပါတယ်။ဒါကြောင့်ဘဘဘန်ကာကမျက်မမြင်ကြောင်းမှမနေတော့ပဲသူ့ရဲ့အိမ်ကိုပြန်လာပြီးမိသားစုတောင်ဝန်ကိုထမ်းဆောင်ပြီးတော့စည်ရဲစွာနေထိုင်ခဲ့ရပါတယ်။ ်အချိန်ကြာလာတော့သူကအဆုတ်ယောဂလိုမျိုးရင်ပတ်အောင်တဲ့ယောဂကိုခံစားခဲ့ပြီးရှစ်လနေမကောက်ဖြစ်ခဲ့ပါတယ်။မကြခင်မှာပဲသူ့ရဲ့ယောဂကြောင်းတည်တော့မယ်လို့ဆရာဝန်တွေကပြောခဲ့ပေမယ့်ဘာဘာဘန်ကကမတည်ပဲပြန်ကောင်းလာခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဘာဘာဘန်ကကသူ့မှာထူးခြားတဲ့စွမ်းအင်နဲ့အနာဂတ်ကိုကြိုမြင်ရတဲ့အိမ်မက်လိုပုံစံမျိုးတွေသူတွေ့နေရကြောင်းသူ့ရဲ့အင်းနီနာချင်းနေတဲ့ဆွေမျိုးတွေကိုပြောပြခဲ့ပါတယ်။ 1949ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဘဘာဘင်္ဂါကသူဟာအနာရောဂါတွေကိုပြန်ကောင်းစေတဲ့စွမ်းရည်တွေနဲ့အနာဂတ်ကိုကြုံမြင်ရတဲ့သူဖြစ်ကြောင်းလူများကိုပြောကြားခဲ့ပါတယ်။သူရဲ့ဆွေမျိုးတွေနဲ့မိတ်ဆွေတွေရဲ့အနာဂတ်တွေအသက်ရှင်ခြင်းတည်ဆုံးခြင်းတွေအထီးကိုပါဘဘာဘင်္ဂါကဟောကိန်းထုတ်နိုင်သူဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဘာဘာဘင်္ဂါရဲ့ဟောကိန်းတွေကမှန်ကန်လွန်းနေတာကြောင့်အရန်နာမည်ကြီးနေခဲ့ပြီးနိုင်ငံကောင်းဆောင်တွေအာဏာရှိသူတွေတောင် သူ့စီကိုလာပြီးဟောကိန်းထုတ်ကြပါဗျ။ 1942ခုနှစ်မှာတော့ဘာဘာဘန်ဂါကအိမ်နောက်ကျခဲ့ပါတယ်။1962ခုနှစ်မှာတော့သူ့ရဲ့အမျိုးသားဆုံးမသွားခဲ့ပြီးမုံဆူမဘဝကိုရောက်ခဲ့ရပြန်ပါတယ်။မုံဆူမဖြစ်ပေမဲ့လည်းသူမရဲ့မှန်ကန်တဲ့ဟောဂိမ့်တွေကြောင့်ဘာဘာဘန်ဂါဆိုတာယနေ့တည်းနာမည်ကြီးနေစေပဲဖြစ်ပါတယ်။20ရာစုတိုးတက်လာတဲ့အများဘာဘာဘန်ဂါကလူသားတွေရဲ့အတိတ်တွေအနာဂတ်တွေတည်ဆုံးခြင်းတွေကိုပါကြုံမြင်ပြီးဟောဂိမ့်ထုတ်နိုင်တဲ့အပြင်ကဘာကြီးရဲ့အကြောင်းကိုပါဟောဂိမ့်ထုတ်နိုင်ခဲ့ပါတယ်။ 1996ခုနှစ်မှာတော့ဘဘာဘင်္ဂါကရင်သားကင်ဆာနဲ့တည်ဆုံသွားခဲ့ပါတယ်သူမတည်ခင်ဟောကိန်းထုတ်ခဲ့တဲ့အကြောင်းအရာတွေတဲကအမှန်တကယ်ဖြစ်လာခဲ့တဲ့အကြောင်းအရာခုနှစ်ခုကိုပြောပြပေးပါမယ်။နံပါတ်1အနေနဲ့1989ခုနှစ်က crash ရေပုံလွှမ်းမှု 1989ခုနှစ်ကဘာဘာဘန်ကဟော့ကင်းထုတ်ထားခဲ့တဲ့ Crash ဟာ1999ခုနှစ်ဩဂတ်လမှာရေတွေနဲ့ပုံလွှမ်းပြီးတစ်ကမ္ဘာလုံးကငိုလိမ့်မယ်လို့ဟော့ကင်းထုတ်ခဲ့ပါတယ်။လူတွေကဘာဘာဘန်ကပြောတဲ့ crash ဟာမရှားနိုင်ငံရဲ့မြို့ဖြစ်တဲ့ crash မြို့လို့ထင်ထားကြပါတယ်။ဒါပေမဲ့ crash မြို့မဟုတ်ပဲ crash nuclear ရင်ငုတ်သင်္ဘောဖြစ်ပါတယ်။ အဘဘင်္ဂရဲ့ဟောကိန်းဖြစ်တဲ့ crash ဟာ1999ခုနှစ်မှာရေတွေနဲ့ဖုံးလွှမ်းမယ်လို့ပြောခဲ့ပေမဲ့1999ခုနှစ်မှာမဖြစ်ဘဲ2000ခုနှစ်မှာဖြစ်သွားတာပဲဖြစ်ပါတယ်2000ခုနှစ်ဩဂတ်လ12ရက်နေ့မှာတော့ crash လို့ခေါ်တဲ့ Russian nuclear ရေငုပ်သင်္ဘောဟာ Baran ပင်လယ်မှာနစ်မြုပ်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီနေ့ကတင်းမောပေါ်မှာပါတယ်အမှုရန်138ရောက်လုံးတည်ဆုံခဲ့ကြပါတယ်။ဒါကြောင့်ဘာဘာဘန်ကဟောကင်းထုတ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့တာမို့လို့ဘာဘာဘန်ကဆိုတာယနေ့အချိန်ထိနံပါတ်ကြီးနေတာပဲဖြစ်ပါတယ်။နံပါတ်2ကတော့1984ခုနှစ်အိန္ဒိယဝန်ကြီးချုပ်အင်ဒရာဂန်ဒီလှုပ်ကြံတပ်ဖြတ်ခံရမှု 1969ခုနှစ်တုန်းကဘာဘာဘန်ဂါကအိန္ဒိယဂန်ဒီကိုဟောကိန်းထုတ်ခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့ဝတ်စားစီရင်မှုဟာသူမကိုဖျက်ဆီးစေမယ်လို့ဟောကိန်းထုတ်ခဲ့ပြီးမိခိုးတွေနဲ့မိတော့တွေကြားမှာငါလေမော်ယံဝတ်စုံကိုမြင်ရတယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။1984ခုနှစ်အောက်တိုဘာလ31ရက်နေ့ကိုရောက်တော့နယူးဒေးလီမြို့မှာအိန္ဒိယဂန်ဒီရဲ့ကိုရရန်တော်နှစ်ဦးကအိန္ဒိယဂန်ဒီကိုလှုပ်ကြံတက်ပြတ်ခဲ့ကြပါတယ်။ အဲ့ဒီနေ့မှာအိန္ဒိယဂန္ဒီက ရွှေဝါရောင်စာရီကိုဝစ်စင်ထားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကလည်းဘဘာဘန်ကဟော့ကိတ်ထုတ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။နံပါတ်3980ခုနဲ့911အဖြစ်အပျက် 1989ခုနှစ်တုန်းကမဘာဘန်ကရဲ့ဟိုကင်းကတော့အမေရိကန်ညီကိုတွေကတမနိငတ်တွေတိုက်ခိုက်ခံရပြီးနောက်စဆုံးနေမယ်။မွန်ပလီတို့ဒီချုံပုတ်ထဲမှာအဟိချလိမ့်မယ်ဆိုပြီးဟိုကင်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့လူများကဘာကိုဆိုလို့လဲမသိခဲ့ကြပါဘူး။ 2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာတော့အေဂေဒါလို့ခေါ်တဲ့အကြံပတ်အပွဲတွေကလေယာဉ်နှစ်ခုကိုပြန်ခွေးဆွဲခဲ့ပြီးအဲ့ဒီလေယာဉ်နှစ်ခုကနယူးယောက်မြို့ကကမ္ဘာကုန်သွယ်ရေးစင်တာဖြစ်တဲ့အဆောက်အဦးနှစ်ခုကိုဝင်တိုက်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကအပြစ်မဲ့အရက်သား3000ကျော်အသက်သေဆုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့လူတွေကဘာဘာပန်ကပြောခဲ့တယ်တမနီငတ်ဆိုတာလေရင်ဖြစ်ပြီးအမေရိကန်ညီကိုဆိုတာတူညီတဲ့အဆောက်အုံနှစ်ခုကိုဆိုလိုကြောင်းသိခဲ့ကြပါတယ်ဒါကြောင့်ဘာဘာဘန်ကပြောတဲ့အတိုင်းတွေဖြစ်လာခဲ့တာမို့လို့သူမရဲ့ရှေ့ပြေဟောခွင့်တွေကိုလူအများကသတိထားပြီးနေခဲ့ကြရပါတယ်။နံပါတ်၄1996ခုနှစ်သူမကိုယ်တိုင်တည်မဲ့နေ့ 1990ခုနှစ်တုန်းကအင်တာဗျူးတစ်ခုအရာဘဘပန်ကပြောကြချက်ကတော့ဩဂတ်စ်လ17ရက်1996ခုနှစ်ဟာပွိုင်တစ်ခုကိုထုတ်ပယ်မယ့်နေ့လို့ပြောကြခဲ့ပါတယ်။ဒီလိုနဲ့1996ခုနှစ်ဩဂတ်လ17ရက်နေ့မှာတော့ဘာဘာဘန်ကတည်ဆုံးသွားခဲ့ပါတယ်။သူပြောခဲ့တဲ့ coin ဆိုတာအသက်တစ်ခုတည်ဆုံးတာကိုဆိုလိုခြင်းဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါကြောင့်ဘာဘာဘန်ကလူတယောက်တည်ဆုံးမှုနေ့အထိကိုပါဟောကိန်းထုတ်နိုင်ခဲ့တဲ့အတွက်ဒီနေ့အထိနာမည်ကြီးနေတာပဲဖြစ်ပါတယ်။ နံပါတ်၅2004ခုနှစ်ဆူနာမီ1989ခုနှစ်ကဗမာဘန်ကရဲ့ဟောကိန်းတစ်ခုကတော့ကြီးမားတဲ့လှိုင်းလုံးကြီးတွေက လူများနဲ့မြို့တွေကမ်းရိုးတန်းတွေကိုပုံလွှမ်းလိမ့်မယ်။ရာအလုံးကရေအောက်မှာပြောက်ွက်သွားမယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာတော့ကိုတသမတ်1အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ပြီးတဲ့အချိန်မှာတော့ဆူနာမီဖြစ်ပေါ်ခဲ့ပြီးမြေပြင်မန်ပေါင်း3000ကျော်အထိကိုရေတွေလွှမ်းမိုးသွားခဲ့ပြီးတော့အဲဒီတုန်းကလူပေါင်း2300ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ပျက်ကလည်းဘဘာဘင်္ဂါပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့တာမို့လို့ဒီနေ့အတိဘဘာဘင်္ဂါဆိုတာကဘာပေါ်မှာနာမည်ကြီးနေတာပဲဖြစ်ပါတယ်ဘာသာ2009ခုနှစ်အမေရိကန်သမ္မတဘာရက်စ်အိုဘားမား1989ခုနှစ်ဘာဘာဘန်ဂါရဲ့ဟောကိန်းတစ်ခုဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့44ရောက်မြောက်သမ္မတကအာဖရိကန်အမေရိကန်လူမျိုးဖြစ်လိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့တယ်။ ။နောက်ပြီးလူတိုင်းကသူ့အပေါ်မှာမျှော်လင့်ချက်ထားလိုက်မယ်လို့ပေါ်ကိန်ထုတ်ခဲ့ပါတယ်။2009ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာတော့ African American အထက်လွှတ်တော်အမတ် Barack Obama က American ရဲ့44ရောက်မြောက်သမ္မတအဖြစ်ကျင်းသစ္စာကျင်းပခဲ့ပါတယ်။နံပါတ်9 2025အဖြစ်အပျက်တွေ ဘာဘာဘန်ကရဲ့2025ခုနှစ်ခမန်းချက်တွေကတော့ပြိုကျပစ္စည်းချင်းတွေငလျင်တွေဥရောပစစ်ပွဲတွေကမ္ဘာစီးပွားရေးမတည်မငြိမ်မှုတွေဖြစ်ပြီးကမ္ဘာကြီးပစ္စည်းချင်းဟာ2025ခုနှစ်ကနေစတင်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။ဘာဘာဘန်ကဟောကိန်းထုတ်ခဲ့တဲ့အတိုင်းအပြည့်ပြည့်တွေအကုန်လုံးဒီပါဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 2025ခုနှစ်မတ်လ28ရက်နေ့မှာတော့ခုနှစ်တသမခနှစ်အဆင့်ရှိတဲ့ငလျင်တစ်ခုဟာမြန်မာနိုင်ငံမှာလွတ်ကပ်သွားပြီးလူအများအသက်ဆုံးရှုံးခဲ့ရပါတယ်။မြန်မာနိုင်ငံတွေမကပဲတခြားနိုင်ငံတွေတခြားဒေသတွေမှာလည်းရေကြီးမှုတွေငလျင်တွေစစ်ပွဲတွေလည်းဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ဘာဘာဘန်ကဟောကိန်းထုတ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့တာမို့လို့2025ခုနှစ်မှာတော့ဘာဘာဘန်ရဲ့ဟောကိန်းတွေကိုလူအများစိတ်ဝင်စားလာခဲ့ပါတယ်။ 2026ခုနှစ်အတွက်ဘဘာဘန်ကရဲ့ဟောင်းကိန်းတွေကတော့တခြားကဘာကနေအဆက်အသွယ်တွေရလာမယ်။ UFO ဂျူသားတွေကဘာမြေပေါ်ကိုရောက်လာနိုင်မယ်။တဘာဝပေးရနေရတွေဖြစ်ပေါ်လာနိုင်ပြီးကြီးမားတဲ့ငလျင်တွေမိတော်ပောက်ကွဲမှုတွေပြင်းထန်တဲ့ရာသီဥတုတွေဟာ2026မှာဖြစ်လာနိုင်တယ်။နောက်တစ်ခုကကဘာလုံးဆိုင်ရာပဋိပက္ခတွေမြင့်တက်လာပြီးတတိယကဘာစစ်ကိုပါဖြစ်နိုင်ပြီးတော့အနည်းရရှိတဲ့နှစ်တစ်ခုလို့ပေါ်ကိန်းထုတ်ထားပါတယ်။ 2026မှာလည်း AI နဲ့လွှမ်းမိုးလာပြီးကမ္ဘာစီးပွားရေးကျန်းတက်လာမယ်နှစ်တစ်ခုဖြစ်ပါတယ်။2028ခုနှစ်မှာတော့ကြာကြာကြိုကနေလူသားတွေကစွန့်အင်တွေထုတ်လုပ်နိုင်ပြီးကမ္ဘာကြီးကငတ်မခေါမမှုကနေကင်းစင်သွားပြီလို့ဆိုထားပါတယ်။2033ခုနှစ်မှာတော့ဝင်ရိုးစွန်းကရေကဲတွေဟာအရေးပြောခြင်းကြောင့်ပင်လယ်ရေမျက်နှာပြင်တိတိတသာမြင့်တက်လာမယ်လို့ဟောကိန်းထုတ်ထားပါဗျ နောက်တစ်ခုကကဘာကြီးပစ္စည်းမနေဟာနှစ်ပေါင်း9099ခုနှစ်ကျရင်ပစ္စည်းမယ်လို့အတိအကျဘဘာဘန်ကကဟောကိန်းထုတ်ခဲ့ပါတယ်။ဘဘာဘန်ကဟောကိန်းထုတ်ခဲ့ပြီးအမှန်တကယ်ဖြစ်လာတဲ့အကြောင်းအရာတွေကိုဗဟုသုတအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်။